ညင်းညင်းကပြချက်ကိုမှဒီဘက်ကချမောင်ရွယ်လေးနဲ့တလုံးဆိုတလုံးတိတိမိမိအင်းအလုံးမင်္ဂလာပါခင်ဗျာမစနေရတော့ထမင်းကြော်ရဲ့ရှေ့မှာရှိတာကြက်သားရဲ့ငကြီးကြော်ရဲ့နှမျိုးပဲရှိသေးတယ်အချောက်တွေပဲဖြစ်နေအဲ့တော့မြမာဆိုတော့ကွာလုံးငပိလေးပါမှာထမင်းလေးနဲ့မှမိန်တာဟုတ်လားအဲ့တော့ရှေ့မှာရှိနေတာလေးကြော်ဒီမှာ ပစုံချောင်းငပြားကြီးချက်ရှိရဲကလေချက်အနှစ်ရှိတယ်ငယူသီးစဲငပီချက်ရှိရဲခရမ်းညင်းငပီချက်ရှိရဲချမောင်ညော်ရှိရဲအဲလေးကြော်ဗီဒီယိုအများကြီးပဲတက်တက်လာတဲ့မလားအဲ့ဒီမှာမမင်းဆန်ကဘယ်ဟာစားဘူးလဲဆိုတော့ပစုံချောင်းငပြားကြီးကြော်ဒါလေးစားဘူးဒါလေးကိုကြာမနေ့မနေ့ဆိုရှင်အဲ့ဒီ Facebook ထမင်းလေးနဲ့စားလေးစားတာရှိရဲဒါလေးကြာဒီလေးမျိုးတော့မစားဘူးသေးဘူးအဲ့တော့အလေးမျိုးကိုစားပြီးတော့ဘယ်ဟာအကျိုက်ဆုံးလဲဘယ်ဟာပို့ပြီးတော့ကောင်းလဲဘယ်ဟာကိုပို့စားတင်လဲဆိုတော့မင်း recommend ပေးမယ်အဲ့တော့ဒါလေးဖောက်တက်လိုက် ော့ဒီဟာလေးတစ်ထုပ်ဆိုရှင်သူကတစ်ထုပ်မှတစ်ထောင်ဝန်းကျင်ပဲရှိရောအဆင်ပြေရကွာစားကန်နေကြမှာဖောက်လာရင်မဟုတ်လို့ရှင်လက်သက်ဖြစ်နေမှာအစွန်ချောင်းကပြာရီကျော်လေးကိုရင်ဖောက်မယ်ဝေဝေထင်တာပေါ့နော်ငွေစည်းစိမ်ကပိချက်ဆိုတော့စိမ့်စိမ့်လို့ထင်တာစိမ့်စိမ့်နဲ့မဟုတ်ဘူးဒီမျိုးလေးဒီဘက်ကခင်းကြီးလေးငပိချက်နော်လေးပဇွန်ချောင်းကပြာရီကျော်ဒါလေးကချမောင်ကျော် ါကတော့အဆက်ဆုံးကလေးချက်ပေါ့နော်သူကတတူလေးနဲ့ဘယ်လဲကြည့်ပြီးတော့တရေကြနေမှာဟေး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 အဲ့တော့ဒီဘက်ကလေးကြော်ရင်ငယူသီးစိမ်းငပိချက်လေးနဲ့စားကြည့်မယ်ဒါဒီဘက်ကလေးကြော်ငယူသီးစိမ်းငပိချက်နဲ့စားမယ်ဒီဘက်ကခင်းရှင်နေငပိချက်လေးကြော်ရဲ့ခင်းရှင်နေငပိချက်ဟိုဘက်ချမ်းဒီဘက်ချမ်းထားပြီးတော့စဲမယ်ကြက်သားလေးပဲခဏလေးထားလိုက်ဒါလေးနဲ့ရင်စားကြည့်။ဟောမင်းထားတော့ဒါသမင်းပြူမဟုတ်ဘူးနော်သမင်းကြော ဒီဘက်ကခရဲညင်ကြီးငပိချက်လေးနဲ့အရင်စားကြည့်လိုက်โอเคจีปากกายืนดีเจงกับพี่จ๊ะโอ้โอ้ยืนดีเจงกับพี่จ๊ะก็ตัวสไตล์อย่างละปูบิ๊บๆเปลี่ยนมันไม่ได้ ဒီနောက်ခုမှာဆိုရင်မမစက်တယ်ဒီဘက်ခင်းနေပြီးကြပို့ကြတယ်ဒီဘက်ကကြတော့အချင်းရတာတဲ့သူကအဆက်နဲ့အငံရတာဘက်ကပို့သွားတယ်ဒီဘက်ခင်းနေပြီးကြကြတော့သူကအချင်းငံအဆက်ကိုမြင်မြတ်တတ်တယ်ဒါလေးပို့တယ်ဒါကပဇုံကပြားရဲ့ကြောင်ပဇုံကပြားကြောင်ကြီးလိုက်တာနေဒီအယောင်ကထင်းတာဒါပဇုံကြောင်ကပြားရဲ့ကြောလေး ့စုံချောင်းနဲ့မွေ့မွေ့လေးနဲ့ငယုတ်တိအရသာလည်းငယုတ်တိနဲ့လည်းနည်းနည်းလေးပြင်းဒါလေးကလေးကြော်ရဲ့ product အသစ်ချက်မောင်းကြော်အရင်ဆုံးမီးကြည့်အောင်နော်မီးကြည့်ပြီးတော့မှအကြိုက်ဆုံးတူတော့မှအားပါရစားပြမယ် okay မှချွေးတောင်ထက်နေအိုးချက်မောင်းကြော်လေးနဲ့ရင်စားကြည့်โอเคချက်မောင်ရတာအချင်းတလေးလည်းပါတယ်အရင်နဲ့အချင်းမစူးအချင်းနဲ့အညာနဲ့မြမြတက်တာတယ် ါလေးရောလေးကြော်ရဲ့ကလက်ချက်အနှစ်လေးဖြစ်ပါတယ်။သူကတက်တက်လို့ပေါ့နော်။သူကအဆက်ဆုံး။ဟုတ်ဒီကလက်ချက်အနှစ်ကလည်းစားပြီးတော့ ပွင့်ထော်ွားချွေးပန်ထော်ွားဆိုတော့သူ့ရဲ့အရသာတွေကဘယ်လိုမျိုးလဲဆိုတော့ကစားတဲ့အခါမှာလို့အတူလေးပါမသိရင်ကြက်သားလေးကိုက်လိုက်ရတယ်လို့ပေါ့နော်ချက်ကလေးချက်လိုမျိုးလေးလောက်တာဘယ်ဟာ inspiration ယူထားလဲဆိုတော့ဒီမွန်ပီနေကချက်ကလေးချက်ရဲ့ recipe ကိုမှပြန်ပြီးတော့ယူပြီးတော့မှထုတ်လုပ်ထားပါပေါ့နော်ဆိုတော့ဒီတထောင်ဝင်းကျင်လေးနဲ့ချက်ကလေးချက်အရသာလေးကိုစားလို့ရတယ်အခုဘယ်ဟာကိုစားကျင်လဲဆိုတော့သမင်းနဲ့တူတွဲစားမယ့်ဟာကလေးကြော်ရဲ့ခင်းနေငပိချက်ဒါလေးစားမယ်ဒီလေးကြော်ရဲ့ချမောင်ကြော်လေးစားမယ်ဆက်လေးနဲ့ပွင့်ထွက်သွားမယ်လေးကြော်ရဲ့ ဒီကလေးချက်အနှစ်လေး ਨੇ ဒီ၃မျိုး ਨੇ စာမှာဖြစ်ပါတယ်အဲ့တော့ဒီပဇွန်ကြောင့်ငပြားရေကျော် ਨੇ ဒီငရုပ်သီးစိတ်ငပိချက်ကိုတော့နောက်တစ်ခါမှစပြမယ်သူ့တော့အရင်မကြိုက်ဒီ၃မျိုးပိုကြိုက်တယ်အဲ့ထက်မှမှအကြိုက်ဆုံးကဒါလေးကိုကြိုက်တယ်အဲ့တော့အားပါးအားစားမယ်ခင်းညင်းဒီငပိအနှစ်လေး ਨੇ နေရိုင်းမယ်ဟောဟူးနေတယ်ညဒါအဲ့လိုမျိုးအိမ်မှာအဖွားချက်တဲ့လက်ရည်လေးကိုသွားပြီးတည်းရ ီဘက်ချင်မောင်ညိုလေးတက်ပြီးစားချင်းတဒံမျိုးတစ်ခွက်မှဆိုမင်းထည့်တယ်သုံးလုံးထည့်တယ်ပေါ့နော်ပကံကကြီးနေတော့နှောင်းတထုံးလောက်နဲ့ဆိုတော့တော်တော်လေးလုံလောက်တယ်ကွာတယောက်စားအတွက်ဆိုမင်းနောက်တော့ပွဲနောက်တော့ပွဲဒီတစ်ခါကျတော့ကြသားလေးတွေလေခွာလိုက်မယ်ခွာလိုက်ပြီးတော့ဒီဘက်ကကလေးချက်နဲ့ကြက်ကလေးချက်လို့မျိုးစားမယ်ကြက်ကလေးချက်ကိုကြက်သားလေးနဲ့ တော့မင်းတမင်းနဲ့စားတဲ့အခါမှာစားလို့ကောင်းတယ်ဒါပေမဲ့အရသာပို့ပြီးတော့ပြီးပြည့်စုံနေကြဘာလို့မလဲဆိုရှင်စက်သားနဲ့ပြန်ပြီးတော့လေကြက်ကလေးချက်ချက်လိုက်လို့ရှင်ပို့မိုက်သွားမှာဒီတိုင်းစားလို့ရှင် okay ဒါပေမဲ့စက်သားနဲ့ချက်လိုက်ရင်အရင်မိုက်သွားမှာအဲ့တော့တမင်းရောမင်းဒီနှစ်ခုကိုပို့ရွေးမယ်ဟုတ်ဒါခဏပဲခင်းညင်းငဘီချက်လေးနဲ့တမင်းညော်လေးကိုခင်းညင်းငဘီချက်လေးနဲ့စားကြည့်မယ်။အော်စားဖို့ကမြအရင်ကြွေးပါတော့မပြောလိုက်ဘူး။ကိုယ်ပဲစားရတယ်။ ထောင်ရွက်ကြော်လင်းမှာအချင်းရတာလေးပိုကဲပိုပြီးမှိုက်ပါမယ်ထမောင်ထမောင်နဲ့မွေးမွေးလေးနဲ့ကောင်းတယ်မင်းတို့ကြောင်းသားတက်တော်ခင်တော့ဒါမျိုးလေးရှိလို့ရှိရင်တော်တော်ကောင်းမှာဖောက်ပြီးစားလိုက်အောင်မဆင်းနဲ့ကျင်းကြီးကပြည့်ကြတော့ထဲရတော့ဒါဆိုရင်နှစ်ထုပ်စားလာဖြစ်သွားမယ် ညင်းညင်းကပြချက်ကိုမှဒီဘက်ကချမောင်ရွယ်လေးနဲ့တော့ပတ်လို့လဲပိုးမိမှာပါတလုံးစုံတလုံးတိတိမိမိလေ အဲ့တော့စားမယ်မင်းမင်းဆန်ရဲ့ရှေ့မှာမိုင်းဘယ်ဟာရော့သွားလဲဆိုတော့လေးကြော်ခင်းနေငပီချက်တွေအများကြီးရော့သွားတယ်။အဲ့တော့မင်းဆန်နေစားတဲ့ငါးမျိုးထဲမှာအကြိုက်ဆုံးကတော့လေးကြော်ရဲ့ခင်းနေငပီချက်ဖြစ်ပါတယ်။ဒါမင်းမင်းဆန်ရဲ့အကြိုက်ပေါ့နော်။တခြားလူတွေကအကြိုက်ကတမျိုးစီဖြစ်နေမှာ။တချို့ရစံတော့ငယူသီးစိမ်းငပီချက်ကိုပိုကြိုက်တာမျိုးတွေပါတယ်လည်းရှိတယ်။အဲ့တော့ငယူသီးစိမ်းအရသာလေးကိုသဘောကျတဲ့လူကဒါကိုပိုကြိုက်။မင်းငယူသီးစိမ်းတက်ဆိုင်ခရမ်းကျင်တွေရတာပိုကြိုက်တယ်။နောက်ကြိုက်တဲ့ဟာပါလဲဆိုတော့လေးကြော်အတိတ်တော့တဲ့ချမောင်းကြော်လေးကြိုက်တယ်။ ချက်မောင်ကျော်ဈေးမလို့အရွက်ကိုအမြင်မြင်လိုက်ဖြစ်နေမှာပေါ့နော်သူကကြောက်လို့မျိုး mince ဖြစ်နေပါတော့ချက်မောင်ရွက်နဲ့မှွေးမှွေးလေးနဲ့အချင်းရတာလည်းအရင်မစူးသမင်းစားလို့ကောင်းတယ်အဲ့လိုသမင်းမိန်နေပါတော့နှစ်ခုပေါင်းလိုက်တော့ပိုမိန်သွားတယ်ဒီငါးခုထဲမှာဒီနှစ်ခုကအကျိုက်ဆုံးပဲပြီဒီထဲမှာထူးထူးဆန်းလေးဖြစ်နေတာဒီကလေးချက်အနှစ်ပေါ့နော်သူကတော့ဒီမှာမြုပ်သီး level လေးတွေပါတယ်မထားဆိုရင်ဒါပိုင်းလည်းဆို single မှာလေအေးအေးဘူးတွေမှာအချူက level ကိုပြတဲ့လိုမျိုးပဲဒီလိုမျိုးလေးပြထားတာမှန်ရဲ့နော် ဆိုတော့ဒါကတော့အဆက်အပြင်းဆုံးပဲဆိုတော့အဆက်လည်းပြင်းတယ်ပြင်းတော့အထက်မှာမဆလာအနံ့လေးနဲ့ပြင်းအထက်မှာအတတူလေးနဲ့မွန်ပြည်နယ်ရဲ့ကြက်ကလေးချက်ကိုမှပြန်ပြီးတော့ recipe ကိုသူက inspiration ယူထားပါဘောနော်ဆိုတော့အဲ့လိုမျိုးလေးဒီတိုင်းစားရင်လည်းကောင်းတယ်ဒါပေမဲ့ဒီတိုင်းစားတဲ့စားမင်းမင်းတယ်အဲ့လိုချက်သားနဲ့ပြန်ပြီးတော့ချက်စားလို့ရှင်ပို့ပြီးတော့မိုက်သွားမှာဒီတော့ပစုံချောင်းကပြားရဲ့ကြော်လေးလည်းရှင်ပစုံချောင်းကပြားရဲ့ကြော်ကြတော့ဒီလိုထမင်းတက်စားတာတက်စားရင်လေးအဲ့လိုမနက်ပိုင်းထမင်းပဲပြုတ်လေးနဲ့အဲ့လိုမျိုးလေးစားလို့ရှင်ပို့ပြီးထမင်းမင်လေးအဲ့တော့လေးကြော်နှစ်ထုပ်လေးကိုဝယ်ကျင်လို့ရှင်မိမှုနေနေစတူးဆိုင်ဒီမှာဝယ်လို့ရပါတယ်တခြားနိုင်ငံခြားမှာလည်းရှိနေတော်တော်များများမှာ ှဝင်လို့ရတယ်။အာမက်ခရိုမှာလည်းရတယ်။တခြားစတိုးဆိုင်လေးတွေမှာလည်းရတယ်။ပြီးတော့လေးကြော်ရဲ့ဒီ product တွေကဟိုဟာ FTA ရပြီးသားပေါ့နော်။ FTA လည်းရတယ်။ပြီးတော့ဟာလာဖြစ်တဲ့အတွက်လူမျိုးမျိုးဘာသာမျိုးစားလို့ရတယ်။ဒီလိုမျိုးငပိတွေထဲမှာဆိုလို့ရှိရင်ဟာလာဖြစ်တဲ့ product တွေကအနေရွေးရတာပေါ့နော်။လေးကြော်ကဟာလာလည်းဖြစ်တယ်။ပြီးထုတ်ကိုတစ်ထောင်ဝင်းကျင်နေဆိုတော့စားပြော်ရယ်ကွာအဲ့လိုမျိုး။ဒီလိုမျိုး product လေးရှိရအောင်မင်းကျေးဇူးရမ်းတင်တယ်။လူတန်းစားမျိုးစုံတက်ပေါ့နော်။ဟိုရတာရှိရှိနဲ့သမင်းမင်အောင်လို့စားလို့ရတဲ့အနှစ်ထုတ်လေးတစ်ခွက်ရှိနေပါတော့။ So, ni chi ཡོད 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 ཡོད